ကောင်းပြီဒါဖြင့်သီခံဆိုတဲ့ဇကလုံးကိုကြားဘူးလားကိုကိုတိုင်ကော ပြောဘူးလားသူများကိုသူများကိုဆရာလုပ်ပြီးသီခံသီခံမှာအေးညီးရလဲမပြောဘူးလားကိုရောသူများလာပြောတာ မကြားဘူးလားသီခံသီခံမင်းကလည်းကွာသီခံလိုက်ပါကွာမပြောဘူးလားအဲ့ဒါဦးစင်းကငငယ်လေးကလေးကြားဘူးလေအဲ့တော့ဒီမေကွန်းကိုအဲ့ဒီဖုန်ကြီးကြီးတွေကိုခေါနတန်းចောင်းသားဘဝထမေးဘူးလား ပေါ့ဆိုတော့တီးခံဆိုတဲ့သကလုံးနောက်မှာမိကွန်၃မျိုးထွက်လာတယ်။ပထမတစ်မျိုးကဘာဟုတီးခံရမှာလဲ။ဒုတိယတစ်မျိုးကဘယ်လိုတီးခံရမှာလဲ။တတိယတစ်မျိုးကဘလောက်ထိတီးခံရမှာလဲ။နော်အဲ့ဒါဦးစင်းကခုနတန်းကျောင်းသားကတော့မေးတာအဖြေမရခဲ့ဘူး။ အဲ့ဒီနေ့အန်းကတော့တောင်ပေါ်မှာနေတဲ့လူတွေဆိုတော့အဆင့်မြင့်မြင့်နဲ့သူတို့တိလောက်တယ်ဆိုပြီးအာကိုတကြီးနဲ့ကျုံမှာနန်ရိုးကျိုးနေတဲ့ထဲကရောက်အောင်လာအဲ့တော့အားလုံးကျေးဇူးပြုပြီးတော့ကျွန်တော်တို့ဘာဝတိခံရမှာလဲခင်ဗျာကျေးဇူးပြုပြီးသင်ကြားပေးကြပါသူမင်္ဂလာမတက်ပါဘူး ဒီတယောက်တော့ကျူးရှင်တက်ထားတယ်။သူပေါ်ပေါ်မဟုတ်ဘူး။အရာရာတိုင်းကိုသိခံတာအကောင်းဆုံးပါဗျာ။တရားတိုင်းမှာအကန့်အသတ်ရှိပါတယ်။နော်။တရားတိုင်းမှာအကန့်အသတ်ရှိတယ်။သူ့ limit နဲ့သူရှိပါတယ်။အဲ့တော့ဦးဇင်းတို့ကတိကိုသိရမယ်။ဘာကိုသိခံရမှာလဲ။ ဘယ်လိုသိခံရမှာလဲဟုတ်ပြီနော်ဘယ်လောက်ထိသိခံရမှာလဲအဲ့တော့တရားတစ်လုံးတစ်လုံးကိုဦးစင်းကကြားတိုင်းဖတ်တိုင်းမှတ်တိုင်းလေ့လာလို့သိရှိလာတိုင်းအဲ့ဒီအကြောင်းနေနဲ့ဦးစင်းကလိုက်ရှာတယ်ဉာဏ်ဆိုတာကိုဦးစင်းအဓိပ္ပာယ်ဖော်ခဲ့တယ်လို့ပေါ့နော်ငယ်ငယ်လေးကလေးအမေတော်ခမဲတော်ကမင်းဉာဏ်ကိုလွှာသုံးသန်းဆိုဓာကြီးကြိုင်ပြီးစဉ်းစားတယ်ဘာနဲ့သွားလွှာမလဲဘယ်ဟာကိုလွှာမှာဉာဏ်ကဘယ်နှမ်းမှာဟုတ်ပြီနော် သူမင်္ဂလာဒီလိုလူမျိုးမတိတိအောင်ကြိုးစားတယ်ရောင်ွားတော့မနေဘူးမတိပဲနဲ့ကိုကိုတိုင်လည်းမသုံးဘူးလဲ့လည်းမတွက်ဘူးစဉ်လည်းမစဉ်းစားဘူးတိလာပြီဆိုရင်တိအောင်ကြိုးစားတယ်တွေးလာတာနဲ့တိအောင်ကြိုးစားတယ်ရှင်းအောင်လုပ်တယ်အဲ့တော့ညံဆိုတာဘာလဲ common ခြုံကြည့်တယ်ဥစဉ်မိုးကုတ်မျိုးကြီးမှာဒီဇင်ဘာလအလွန်အေးတဲ့အချိန်4 degree centigrade အဲ့ည0 degree centigrade ရှိတယ်နှင်းနေတဖြောက်ဖြောက်ကြာနေထိုင်စဉ်းစားညံပါလေလူတွေကဘယ်လိုတိအောင်ပြောမလဲ ငါတရားဟောပလင်ပေါ်ရောက်နေပြီသူတို့ကငါ့ကိုညံလာမိတ်ငါဘလို့ဖြေမလဲသဘောပါတယ်နော်အဲ့ဒီမှာအာလုံးရှိသမျှညံနေရဲ့နာမည်တွေကိုခြားရေးတယ်ဟာသညံဇဝနညံကနေစပြီးတော့ဥရိယဝေယဘင်္ဂအာရိနဝသောတပတိတဂရဂမိအစရှိတဲ့ညံတွေအကုန်လုံးခြားရေးပြီးတော့အဲ့ဒီညံတွေအကုန်လုံးနဲ့အကျုံးဝင်မဲ့သကလုံး definition meaning ကိုရအောင်ထုတ် ဲ့ဒီမှာနောက်ဆုံးခြုံလိုက်တော့အကောင်းဆိုအကြောင်းကျူအမအမ ပိုင်းခြားတိတာညံအဲ့ဒါကြိုက်တဲ့ညံနာမည်တွေကိုထည့်လိုက်အကျုံးဝင်တယ်သဘောပါပြီလားအခုလဲသီးခံဘာကိုသီးခံမှာလဲဘယ်လိုသီးခံမှာလဲဘယ်လိုဆိုတာဘာကြောင့်သီးခံရတာလဲဆိုတဲ့အဖြေထွက်ရအဲ့တော့ဘာကိုဆိုတော့သူတော်ကောင်းတို့ဦးစင်းတို့မှာနေ့စဉ်နဲ့မြရင်ဆိုင်နေရတာနေရှိမရှိအဲလောကကြီးမှာရင်ဆိုင်နေရတယ် လောကသားတယောက်အနေနဲ့လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်မြမာပဲဖြစ်ဖြစ်တလိษံပဲဖြစ်ဖြစ်ကြိုက်တဲ့တတ္တဝါဖြစ်လောကမှာမလွဲမသွေရင်ဆိုင်နေရတာလောကရန်တရား၈ပါးအလုံးမထဘာကိုသိခံရမှာလဲလို့မေးရင်